အလုံးမဲ့မင်္ဂလာပါဒီနေ့ April 16ရက်နေ့မှာတော့ကျွန်တော်တို့မအလဟာဆိုလို့ရှင်ထိုင်းမှာသွားမယ်ဆိုတော့အဲ့ဒီမှာမလေးရှားဝင်ကြီးချုပ်အဲ့ဒါကဥက္ထအာဆီယံဥက္ထအထက်ကျဥက္ထအနေနဲ့အဲ့ဒီမှာဒီအာဆီယံရဲ့ထိပ်ပိုင်ကောင်းဆောင်တွေနဲ့ April 16ရက်နေ့တွေ့မယ် ဆိုတော့ဒီတွေ့ဆုံမှုကိုကန့်ကွက်တဲ့အဖွဲ့တွေကတော့ UNG တို့ KNU တို့ ABSDF တို့ KNPP တို့စသဖြင့်ဒီလိုတော်လှန်ရေးအင်အားစုတွေကနေပြီးတော့သူကိုစန့်ကျင်ကြတယ်။ကျွန်တော်အမြင်မှာတော့ဘလောက်ပဲစန့်ကျင်စန့်ကျင်အာဆီယံကခေါင်းဆောင်ရဆလို့ရှိရင်ဒီဖက်လူတွေကိုနားထောင်မှာမဟုတ်ဘူးဒီလိုထုတ်ရရဲ့နော်တောင်းဆိုမှုတွေကိုလည်းလက်လို့ရှုထားမှာပဲ။ဘာဖြစ်လဲဆိုတော့တရုတ်အားကတော်တော်လွှမ်းမိုးတဲ့ခါကျတော့တရုတ်ကပြည်သူလူထုဘလောက်ပဲနေနာဘလောက်ပဲသေသေမာလာဖက်မှာ ကောင်းကောင်းမွန်မွန်ယက်တီထားတယ်ဘာဖြစ်လို့ယက်တီလဲဆိုလို့ရှိရင်သူ့ရဲ့အကျိုးအမြတ်တွေကတရုတ်ကဒီမအလခေတ်မှာတော်တော်ကိုရရှိနေတယ်เนาะတရုတ်ရဲ့လုံခြုံရေးကုမ္ပဏီဆိုတာမြန်မာနိုင်ငံမှာဝင်လာတယ်ဒီပြရတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်စိတ်ဒေတာအပြင်သူ့ရဲ့စစ်သားတွေကိုထိထားပြီးသားဖြစ်တယ်ဆိုတော့ဒီဖက်မှာကျွန်တော်တို့ MNDA တို့ TNLA တို့ဆိုတာလဲကျွန်တော်တို့တိတ်မထူလာဘူးเนาะမထူလာဘူးသူမင်းစင်းပြတယ်တိုက်တယ်အဲ့ဒါကြတော့ကျွန်တော်တို့ဒီတရုတ်ရဲ့เนาะရုပ်သေးရုပ်လို့ကျွန်တော်တို့ဆွဲတဲ့ဟာတိုင်းမြန်မာပြည်ကလူတွေကတော့ကန့်နေရတယ်မအလာလေးကန့်နေရတာပဲเนาะအဲ့ဒီမှာတိုက်ခိုက်တာတရုတ်တိုက်ခိုက်လို့အခု TNLA နဲ့ MNDA တို့ကနေပြီးတော့ ော်တိုက်တာဖြစ်တယ်အဲ့ဒါကိုစိတ်ဆိုးတဲ့ခါကျတော့ normal ကိုစိတ်ဖြစ်အောင်လုပ်ပြလိုက်တယ်လုပ်ပြလိုက်တယ်ပြန်ပြီးတော့ဆိုးလိုက်ဒါပေမဲ့နေမယ့်အများစုတော့ MDA နဲ့ TNL နဲ့တိုင်ပိုက်ထားတာဖြစ်တယ်ဆိုတော့အခု last show ကိုနေပြီးတော့သူဆိုးဖို့အတွက်တော့ PR ပေးနေတယ်အဲ့လိုဆိုတော့သူတိုက်ပြီးတော့တိုက်ပြီးကုန်သွားပြီเนาะအဲ့ဒါကိုမအားလားလေကြိုက်တာတော့မဟုတ်ဘူးဒါပေမဲ့သူ့ကိုလုံးဝလုံဆန်လို့မရဘူးဘာဖြစ်ဆိုတော့မြန်မာနိုင်ငံမှာနက်နက်ရှိုင်းရှိုင်းသူ့ရဲ့ company တွေသူ့ရဲ့လုံခြုံရေးတွေเนาะအခု MNDA တို့ TNL တို့တရုတ်ရဲ့ဩဇာခံတွေအများကြီးအများကြီးเนาะအဲ့ဒီမှာနေမျိုးကိုတိတ်ပိုက်မယ်ဆိုလို့ရှိရင်တော့တိုက်ပြီးရဲ့ နော်တဝက်လောက်ကိုသူတင်ထားပြီပြီနော်တင်ထားပြီပြီအဲ့ဒီမှာသူ့ရဲ့လူတွေအများကြီးရှိတဲ့ခါကျတော့နော်မအလောက်ကိုအဲ့လိုမျိုးအချို့သွေးလိုက်တယ်နော်အချို့သွေးလိုက်တယ်အခုအဲ့ဒီမှာကျွန်တော်တို့ ASEAN တိုင်ဝမ်ကတရုတ်ရဲ့စကားကိုနားထောင်တဲ့ခါကျတော့အဲ့ဒီမှာဆစ်ရှဲရဲ့နေတွေ့မှာဖြစ်တယ်တကဘလောက်ပဲကန်ကွက်ကန်ကွက်သူတို့ကမှမမဟုတ်ဘူးတရုတ်စကားပဲသူတို့နားထောင်မှာဖြစ်တယ်ဆိုတော့သူတို့ဆစ်ရှဲရဲ့နေတွေ့မှာဖြစ်တယ်ဆိုတော့ဒီနေ့နှစ်တစ်ခုမှလည်းမအလောက်ကနေပြီးတော့လူကိုလွတ်တယ် public ဆိုတော့ဆစ်ရှဲရဲ့နေမှာသူတို့တွေ့မယ် ASEAN ရဲ့ကောင်းဆောင်တွေကိုနေပြီးတော့မျက်နှာရအောင်ဆိုပြီးတော့ကျွန်တော်တို့လှုပ်ဖို့ဖြစ်တယ်နော်ကန်တိုင်းကတော့လည်းကျွန်တော်တို့နှစ်တစ်တွေမှ ာလွတ်လဲလွတ်ထားရှိတဲ့အခါကျတော့တိုက်ဆိုင်မှုတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့လူတွေအများစုခတ်မှန်းတာကတော့ကျွန်တော်တို့ဒီထန်းတိလက်ကျွေဆိုင်ကြီးလနာခိုက်ဆိုသလိုနော်။ ASEAN ရဲ့ကောက်ဆောင်တွေနဲ့လည်းသူသွားတွေ့ဖို့ရှိတယ်။ပြီးလို့ရှိရင်တော့ဒီကအချင်းသားတွေကိုလွတ်မဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်နော်။နှစ်သိမ့်မှာဆိုလို့ရှိရင်မြန်မာနှစ်သိမ့်မှာသူတို့လူကြီးချမ်းသာခွင်းနဲ့လူတွေတော်တော်များများလွတ်လာတယ်။၄,၈၉၀နဲ့၃ယောက်လွတ်လာတယ်။အဲ့ဒီမှာနိုင်ငံရဲ့အချင်းသားက နော်ဆက်သုံးရောက်ပါတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းအရာတော်နေမှာဆိုလို့ရှိရင်တော့ဒီတောင်ပိုင်းခြေရော်နေမှာအဲ့ဒီရွာနေရွာနေမှာအဲ့ဒီမအလာကဘုံခြေရဲခြေတဲ့ခါကျတော့ပြည်သူစေဦးထမင်းနေသေးဆုံးနေဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းကလေးမျိုးတောင်ပိုင်းမှာဆိုလို့ရှိရင်ပြူစော့တီစကိုင်းရဲမအလာရဲ့စကိုင်းရဲနောက်စသည်ဖြင့်ဒီစခန်း၅ခုကိုနေပြီးတော့ဒီဖက်ကဒီ CDF တို့ CNA တို့စသည်ဖြင့်เนาะဒီအဖွဲ့တွေကနေပြီးတော့တင်ပိုက်လိုက်တယ်เนาะစခန်း၅ခုကိုတင်တယ်မလကြတယ်เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့ကမ်ပါနီရဲ့ မန်တော့ရဲ့အောင်ဖာယာအရှိအနောက်ရဲ့ဘူဆိုတီစခန်းတွေရဲ့နော်စသဖြင့်ဒီစခန်းတွေကိုနေပြီးတော့ဒီ CDF dose NA တို့ကနေပြီးတော့အနေမှာသင်ပိုက်တာဖြစ်တယ်သင်ပိုက်တဲ့ခါကျတော့သူတို့ကတည်တဲ့အတိုင်းပဲကျွန်တော်တို့ပုံအချိန်ပုံထောင်နဲ့ချီပြီးတော့အနေမှာကျဲချတယ်အဒီပြည်သူလူထုဟာဆိုလို့ရှိရင်15ရောက်ဒေတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိမီဒီယာမှာတွေ့ရတဲ့အယောက်ပေါင်း60ကတော့တရားရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကရင်ပြည်နယ် concrete မြို့နယ်မှာရှိတဲ့ဂျုံတို့မြို့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့နွမ်းချန်ကုန်းအဒီမှာစက်ကစက်ကလက်နက်ကြီးနဲ့နေပြီးတော့ဆစ်ရှောင်ရဲ့ စခန်းကိုပြည့်တယ်ပြီးလို့ရှိရင်ဆစ်ရှောင်းဖို့အတွက်သူတို့ပြင်ဆင်နေတဲ့ကားကိုထိတယ်ထိတဲ့ခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း၁၀ယောက်ကနေပြီးတော့ဒီဆုံးရတယ်ဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေး26လမ်း80နဲ့80တလမ်းတောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့သုံးထပ်တိုက်ရှိတယ်အဲ့ဒါက fine store ဖြစ်တယ် ဒီအကြံအချက်နဲ့မှာပဲအဲ့ဒီမှာမိုးတယ်အများကြီးရွာတယ်နော်ရွာတဲ့ခါကျတော့အဲ့ဒီမှာငကိုကလေးကစောင်းနေပြီနော်အဲ့ဒီအဆောက်ကကျွန်တော်တို့ဗီဒီယိုတွေလည်းကျွန်တော်တို့တွေးလိမ့်မယ်ထင်တယ်နော်ဒီတတိယမီဒီယာတွေမှာလည်းဖော်ပြထားတာတွေ့ရတယ်ကျွန်တော်တို့လုံမှုကွန်ရက်ပေါ်မှာလည်းတော်တော်ပြတ်နေဒီဗီဒီယိုဖိုင်လေးတစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒီ အဆောက်အဦဆိုလို့ရှိရင်သုံးဖက်အဆောက်အဦဆိုလို့ရှိရင်ကိုကလေးကကိုင်းနေတယ်ပြန်ပြီးတော့မိုးပြားတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ပြုတ်ချသွားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်ကိုကလမ်းတော့လက်ဒီလိုပဲနောက်အရင်တော့ကတော့ကျွန်တော်တို့အထက်မှာခေါင်းပြီးတော့နေတဲ့ခါကျတော့အခုမိုးရွာတဲ့ခါကျတော့အဲ့ဒီမြေတွေကကတော့အနေကျပြီးတော့ပြန်ပြီးတော့အဲ့ဒီမှာပြုတ်ချတဲ့လမ်းတွေကလည်းတော်တော်ပြုတ်ချတယ်အဆောက်အဦတွေကလည်းကျွန်တော်တို့လေးလုံးနေပါဖြစ်တဲ့အဆောက်အဦတွေဆိုလို့ရှိရင်အခုပြုတ်ချသွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သတင်းမီဒီယာမှာတပ်ပုံတွေနဲ့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ထိုင်းမှာဆိုလို့ရှိရင်တော့မတ်လ28ရက်နေ့မှာလှုပ်တဲ့မင်းကလေး ။အမေကလည်းမှဆိုလို့ရှိရင်တော့အဲ့ဒီမှာလူတွေတော်တော်သေးတယ်။ဒီမှာမြန်မာလူသမားတွေလည်းအများကြီးပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့အထက်30နော်အထက်30တိုက်ကပြိုချသွားတယ်။အဲ့ဒီအဆောက်အဦကနေပြီးတော့နော်ပြည်နေစင်းစစ်ယုံဖြစ်တယ်။နော်ဒီမှာပြိုချတဲ့ခါကျတော့အဲ့ဒီမှာမြန်မာဘက်ကလူတွေလည်းအများကြီးပါတယ်လို့ဖိုင်းဖက်ကလူတွေလည်းပါတယ်။ဆိုတော့အဲ့ဒီမှာတရောက်ကိုဘက်ငွေတသိန်းနော်ပထမအတော့အနေနဲ့ပေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒီမှာသေးတဲ့လူတွေကတော့ကျွန်တော်တို့တန်ဖိုးတွေရရတယ်မြန်မာနိုင်ငံမှာတော့သေးတဲ့လူတွေတရောက်မှမရဘူး။ဆိုတော့တကြေပြည့်စုံမှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုက ကဘင်္ဂလားဒေ့ရှ်။တော့ဘင်္ဂလားဒေ့ရှ်ကလူတွေကဒီမြန်မာနိုင်ငံဖက်မှာဆိုလို့ရှိရင်ငါတို့ခိုးဖမ်းတယ်။ဆိုတော့အဲ့ဒါကိုနေပြီးတော့ AA ကနေပြီးတော့ဖမ်းဆီးတယ်။အဲ့ဒီမှာငါဖမ်းသမား95ယောက်ကိုနေပြီးတော့ဘင်္ဂလားဒေ့ရှ်ရဲ့ Nature Sound တပ်ကိုနေပြီးတော့ပြန်ပြီးတော့လွှဲပြောင်းပေးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။ဖြစ်မှာဆိုလို့ရှိရင်တော့တပ်ကိုလည်းအကြီးကြီးဖြစ်နေတယ်။ကြောက်ဖြူမျိုးရဲ့အပြင်ဖက်မှာဆိုလို့ရှိရင် အမှန်နော်32 အဲ့ဒီမှာရေရဲတိုင်းရင်ရှိတယ်အဲ့ဒီကနေပြီးတော့ဒီဖက်ကနေပြီးတော့ဝင်ပြီးတော့တိုက်တဲ့ခါကျတော့အဲ့ဒီဖက်ကလူတွေတော်တော်ကိုနော်အဲ့ဒီမှာလက်နဲ့ချတဲ့အညက်ခံတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အဲ့ဒါကဒီကြောက်ဖြူမျိုးရဲ့အပြင်ဖက်မှာရှိတဲ့အမှတ်32နဲ့နော်ရေတိုင်းရင်ဖြစ်တယ်နော်ရေတိုင်းရင်ဖြစ်တဲ့အဲ့ဒီမှာကျွန်တော်တို့တော်တော်ကိုလက်နဲ့ချတဲ့လူတွေတော်တော်ရှိတယ်မာလာကဘုံတော်တော်ကျဲတယ်အဲ့ဒီမှာလျင်ပြင်းနဲ့ကျဲတယ်နေဗီကလည်းလည်း ကျွန်တော်တို့ပြစ်တယ်ပြီးလို့ရှိရင်တော့ဒုံးနဲ့လဲအဖကုံအဲ့ဒီမှာပြစ်ပြီးတော့ခုခံတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီစခန်းကိုတော့ကျွန်တော်တို့တော်တော်ဝင်ဆောင်လိုက်ပြီးတော်တော်ကိုအဲ့ဒီဖက်လူတွေလက်နဲ့ချရတယ်အညံ့ခံတယ်ဆိုတဲ့ဟာကဒါတိပြရတော့အဲ့ဒီစခန်းကျသွားပြီနော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာငလျင်ကြောင့်ဖေးတဲ့လူကဆိုလို့ရှိရင်3920နဲ့ခုနဦးရှိပြီအဲ့ဒီမှာကျွန်တော်တို့ဒဏ်ရာရရှိတဲ့လူကတော့9106ဦးဖြစ်တယ်ဆိုတော့အဲ့ဒီမှာပျောက်ဆုံးတဲ့လူကတော့129ဦးတော့ပျောက်ဆုံးနေသေးပဲဆိုတဲ့ဟာကိုလည်းတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက last show ကနေပြီးတော့ MND ရာဆိုလို့ရှိရင်ဆုတ်နေပြီเนาะဆုတ်နေပြီအခုဆုတ်နေပြီ April 27ရက်နေ့အပြီးဆုတ်ရမယ်เนาะဆုတ်ရမယ်အခုကနေပြီးတော့တက်တော်တော်များများဆုတ်နေပြီ last show မှာဆိုလို့ရှိရင်တော့ဆင့်တရက်ကွက်ရှိတယ်အဲ့ဒီဆင့်တရက်ကွက်ကိုကျွန်တော်တို့မအလောက်ကိုပြန်ပေးရတယ်ဒါပေမဲ့အပြင်ကအဲ့ဒီအကုန်လုံးကတော့ MND ရဲ့ဆက်လက်ထိန်းချုပ်ဖို့ရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒေမီဒီယာတွေမှာဖော်ပြထားတယ်ကျွန်တော်လည်း တက်ဆက်ပြီးသားဖြစ်တယ်ဆိုတော့အခုဟာဆိုလို့ရှိရင်တော့ဒီရက်ွက်2เนาะရက်ွက်2တို့ရက်ွက်4เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့သူတို့ကနေပြီးတော့အဲ့ဒီမှာပိတ်သိမ်းနေပြီเนาะပိတ်သိမ်းနေပြီကြံတဲ့ဒီ6 9เนาะအဲ့ဒါတွေကတော့ကျွန်တော်တို့ဒီ Brella 6 9ရနေနေပြီးတော့6 share နေမှာဆိုလို့ရှိရင်အပြီးတိုင်းသူတို့ရုပ်သိမ်းသွားမယ်တချို့ဟာတွေကတော့သူတို့မပိတ်သိမ်းဘူးเนาะမပိတ်သိမ်းဘူးအဲ့ဒါကဘာဖြစ်လဲဆိုတော့အဲ့ဒီမှာသူတို့ရော်ကြီးတွေပေးစရာရှိသေးတယ်เนาะအဲ့ဒီမှာဒီ last show ကိုဝင်သိမ်းတဲ့ခါကျတော့ဒီမှာပျက်စီးမှုတွေအများကြီးရှိတယ်အဲ့ဒီမှာသိမ်းပေါင်း90သူတို့ကပေးတယ်ပြန်လေထူထောင်ဖို့အတွက်သိမ်းပေါင်း90 ကိုပြန်ပေးတယ်။နောက်အဲ့ဒီရောဂျေးတွေကိုနောက်ပေးဖို့ရှိတဲ့အတွက်ကြောင့်အဲ့ဒီရက်ွက်အုတ်ချုံရည်မှုယုံတွေမှာဆိုလို့ရှိရင်တော့တချို့ဟာတွေကပိတ်သိမ်းပြီးတချို့ဟာတွေကမပေးရသေးဘူး။မပိတ်တဲ့ဟာတွေကတော့ကျွန်တော်တို့ဒီရောဂျေးတွေပေးမယ့်ကိစ္စတွေရှိတယ်။အဲ့ဒါကြောင့်သူတို့မပိတ်တာဖြစ်တဲ့ဆိုတဲ့ဟာကိုလည်းနေ့တွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့မကွေးတိုင်ပေါက်မျိုးတွေမှာဆိုလို့ရှိရင်တော့ပါရာမော်တာနဲ့အဲ့ဒီမှာနစီးနဲ့ပြည့်တယ်ပြည့်တဲ့ခါကျတော့ဒီဖက်ကတော်လည်းရောက်ခွေတွေကလည်းနော်အဲ့ဒီတပါရာမော်တာနဲ့ဒီပြစ်ခတ်တဲ့ဒီစကားစကားနေပြီးတော့ပြန်ပြီးတော့ပြစ်တယ်။အဲ့ဒီမှာဆိုလို့ရှိရင်တော့တူဦးကပေါင်းလို့ထိပြီးတော့နောက်ထိခိုက်တယ်ရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နစီးမှာတစီးထိတာပေါ့နော်။ က်တစ်စီကတော့လွတ်သွားတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဆက်ခဆဟာဆိုလို့ရှိရင် April တလတွင်မှာเนาะဘုံချေတာเนาะဘုံချေတာဆိုလို့ရှိရင်အဲ့ဒီမှာဆိုလို့ရှိရင်เนาะအမျိုးသမီးအယောက်ပေါင်60နဲ့6ယောက်ဟာဆိုလို့ရှိရင်เนาะတည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April 16ရက်နေ့မှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ